အလုံးမင်္ဂလာပါဗျာတရေချောက်ခံရတဲ့အထဲမှာအဆိုးဆုံးပြစ်နိုင်တဲ့တ िश ူတရေဒီတရေကအဆက်ရသဝင်တရေဆိုပေမဲ့တကယ်လို့သာကြုံတွေ့ခဲ့ရရင်တတော်လေးဆက်ရှုပ်ရကောင်းတယ်လို့ပြောရမယ်ဆက်စရံလည်းကောင်းတယ်ဒီတရေကဂျပန်နိုင်ငံရဲ့လူမရှိတဲ့အများသုံးတန့်ဆိုင်ကန်းတွေနဲ့မင်္ဂလီတန့်ဆိုင်ကန်းတွေမှာ၆လိရှိတယ်အမြဲချောင်းနေတာမဟုတ်ပေမဲ့၆ခံရရင် မလွတ်ဘူးလို့လဲဗဇက်ရာဇဝင်တွေအရာသိရဟဲဒီတရေကမျက်နှာဖဝက်ထားပြီးအနီရောင်ဝှက်ယုံကိုဝှက်ထားပြီးတစ်ဆူအနီနဲ့အပြာနှစ်ခုကိုခြင်ထားတယ်လို့လဲပြောကြတယ်ဒီတရေကတန်ဆင်ကန်းတဲ့တစ်ဆူမရှိတဲ့အခါလာမေးရင်ခြောက်တယ်လို့လဲပြောကြပါတယ်ဒီတရေခြောက်တာကိုကျွန်တွေ့ခဲ့ရတဲ့သူတွေထဲမှာเจ้าသူတွေအတိတ်ကပါဝင်တယ်တရက်เจ้าသူလေးတယောက်ကအိမ်မပြန်ခင် တန်ဆင်ကန်သုံးချင်လို့တန်ဆင်ကန်ကိုသွားခဲ့တယ်။တချောင်းလုံးမှာသူနဲ့ဆရာဆရာမတချို့ပဲရှိနေခဲ့ပြီးဆရာဆရာမတွေကလည်းသူ့ကိုပြန်သွားတယ်လို့ပဲထင်ကြတယ်။အဲ့လိုနဲ့သူမတန်ဆင်ကန်နဲ့ရောက်တော့သူဝင်လိုက်တဲ့တန်ဆင်ကန်မှာတ िश ူးကုန်နေတယ်။အဲ့အချိန်ရစီတဲ့အတန်နဲ့တ िश ူးအနီလာအပြာလာမေးတော့ဒီကောင်မလေးကလည်းသူ့ကိုကူညီတဲ့အထင်နဲ့ အနေနုဖြီလိုက်တော့လူတစ်ခုလုံးသူ့အနေတွေပေးပြီးတန့်စင်ခန်းနဲ့သူဝင်နေတဲ့အခန်းထဲမှာတော့ကေသွားတယ်။နောက်တစ်ရက်မှလူတွေရှာတွေ့တော့သူ့အင်ကြီးအဖြူကနေရဲနေပြီးတော့ကေနေတာမြင်ရတယ်လို့ပြောကြတယ်။အပြာရွေးရင်တော့သူ့ကိုလည်းပဲညစ်ပြီးမျက်နှာတစ်ခုလုံးပြလာတဲ့အထိညစ်မှလို့ပြောတယ်။တကယ်လို့တင်ကဘာမှမရေးဘူးပြောလိုက်ရင်တော့ တန်စင်ခံအောက်ထဲလက်ထွက်လာပြီးရင်းညက်တတ်မှလို့ပြောတယ်။ဒီတိုင်းအော်ပြေးရင်လည်းသင်ရှိကိုပိတ်ထားပြီးမရွေးရင် မဖယ်ပေးဘူးလို့ပြောတယ်။ဆိုတော့ကသင်ကိုတ िश ူလာရွေးခိုင်းတာနဲ့အမျှဝေတော့လို့ပြောတာပဲ။ဒါပေမဲ့ဒီစတိုရီကိုပြောပြသူကတော့လွတ်လန်းရှိတယ်လို့ပြောတယ်။လွတ်လန်းကသူမွေးလာတဲ့အခါမဆိုင်နာတို့ဖြစ်ပါတဲ့။ဥပမာနေပူရဲတို့ မိုးရွာတော့မယ်တို့မပြေးပဲအေးစေးတော့ရင်လွတ်တယ်လို့လဲပြောထားတယ်။မလို့ကီတရေကကြောက်ဖို့ကောင်းတာလဲဆိုရင်တကယ်လို့တင့်ကိုတတ်မယ်ဆိုရင်တော့တန့်စင်ခန်းထဲမှာဖြစ်လို့သင်ဟာအောင်ပြဲလေးရထားနဲ့အသက်ထွက်မှာပါ။နောက်ပြီးတန့်စင်ခန်းထဲတရှိမှုရှိချင်လာမေးတာဖြစ်လို့ဒူလာမေးရင်တော်ရုံလူပဖြေမိမှာပါ။တကယ်လို့တန့်စင်ကအောက်ကထွက်လာပြီး ရေနှစ်တက်ရင်အော့တွေနဲ့နှစ်တက်မှာဆိုတော့တတော်မလွယ်ကြောပဲဒါကအကြောင်းတွင်းရုံတွင်းစတိုရီတစ်ခုတသက်ဖြစ်လို့တကယ်ဖြစ်နိုင်မဖြစ်နိုင်က ကိုယ်တိုင်ပဲစမ်းကြည့်ပါတကယ်လို့တင့်ကိုလမ်းမေးခဲ့ရင် အရင်လောက်ရမယ့်အရာကမောင်မီအရင်ပြန်ဝတ်ဖို့ပါ